ဟိုအဆမတန်ဈေးတက်နေတာတွေဖြစ်နေတဲ့အခြေအနေမျိုးမှာကျမအင်ရှင်မတယောက်အနေနဲ့ပေါ့နော်ကျမတို့မြောက်တွေမှာလျှက်စင်မီမရှိဘူးမလာဘူးမလာတဲ့အတွက်ကျမတို့ဟာဆိုလာတုံးတူလည်းရှိတယ်မီးစက်မောင်းနေတဲ့တူတူလည်းရှိတယ်အတိကကျမတို့ကမိခိုနေရတာဒီ73စီနဲ့ပဲမိခိုနေရသလိုဖြစ်နေ အဲ့ဒါဆိုတော့အဲ့ဒီ73စီတွေကအဆမတန်ဈေးတက်သွားတဲ့အချိန်လေးမျိုးမှာကျွန်တော်တို့အင်ရှင်မတွေအနေနဲ့ဝင်ငွေနဲ့ထွက်ငွေကိုချိန်ရတာလည်းရှိတယ်အဓိကအနေအားဖြင့်ကျွန်တော်တို့အရင်တုန်းက73စီဟာဟိုတွေ့တာကလည်းတကြောင်နော်စကိတ်မထုတ်ဟိုဟွာလောက်ဆိုလို့ရှိရင်ကျမတို့ကအိမ်မှာမိသားစု၃ပေါ့နော်တထောင်ဘိုးလောက်ဆိုလို့ရှိရင်ကျမတို့မိသားစုကတရက်လုံးပေါ့နော် လုံလောက်တယ်ကလေးတွေကြောင်းနှစ်ခါပို့ရတယ်အငယ်တန်းတွေနဲ့အကြီးတန်းတွေကိုနှစ်ခေါက်သွားပို့ရတယ်နှစ်ခေါက်ဆိုတော့မြို့ရဲကိုကျွန်မ၄ခေါက်ပြန်ရတယ်ပေါ့နော်အဲ့ဒီအချိန်မျိုးမျိုးနဲ့နောက်ပြီးတော့အိမ်မှာမီးစက်မောင်းတဲ့အချိန်နဲ့ပေါ့နော်အကုန်လုံးကိုပေါင်းလိုက်လို့ရှိရင်ကျွန်မတို့ကတထောင်မိုးလောက်ဆိုလောက်တယ်အခုကျတော့ကျွန်မတို့ကလွယ်လွယ်ကူကူလဲဝယ်လို့မရဘူးနောက်ပြီးတော့ကျွန်မတို့ကအချိန်မပေးနိုင်ဘူး တန်းစီဖို့ဆိုတာလေဟာဟိုဆိုင်ဖွင့်နေဟိုဆိုင်ဖွင့်နေစီကိုတွားပြီးတော့တိုးပါဆိုရင်လေကျွန်တော်တို့ကတွားတိုးဖို့အချိန်ကကလေးတွေចောင်းပို့တဲ့အချိန်ကျောင်းကြိုရတဲ့အချိန်အိမ်မှာချစ်ပြုတ်လျှော်ဖွေရတဲ့အချိန်အဲ့ဒီဥစ္စာတွေကကျမတို့ကအချိန်မပေးနိုင်တဲ့အတွက်ကျမတို့ကသွားပြီးတော့မှတန်းစီဖို့ဆိုတာလေကျမတို့အိမ်ရှင်မတွေမှာအခက်အခဲဖြစ်တယ်အဲ့ဒီဖြစ်တဲ့အတွက်ကျမတို့ကဟိုစစ်သုံးစီရနိုင်တဲ့လူတွေစီကနေထည့်ပြီးတော့မှပေါ့နော်ကျမတို့က အဆမတန်ပေးဝယ်ရပါမယ်ဆိုရင်လေကျမတို့ရဲ့ဝင်ငွေတလားမှာကျမတို့သုံးဆွဲရမယ်ဝင်ငွေရဲ့ပမာဏနဲ့ထွက်ငွေရဲ့ပမာဏကိုမညီမျှတဲ့အခါကျရင်ကျမတို့အိမ်ရှင်မတွေအနေနဲ့ဘလောက်ခက်ခဲမလဲအခုလက်တလောကျမတို့မြောက်တွေမှာဖြစ်ဖြစ်နေတဲ့အကြောင်းအရာလေးကတပတ်ကြော်ကြော်လောက်ဆိုရင်တောင်မှကျမတို့အိမ်ရှင်မတွေမှာအားကောင်းခဲ့ရမှာကတောင်းဆိုချင်တာကတော့ကျမတို့73စီမြောက်တွေမြို့တွင်းမှာရှိသော73စီများ ဟိုမြောက်ဒီမြို့တွင်းမှာလည်းစက်သုံးစီတွေကရောက်တဲ့လောက်လည်းရောက်နေတယ်။အဲ့ဒီဥစ္စာတွေမရောက်ဟိုအောက်ကနေတက်လာနိုင်တဲ့စက်သုံးစီများကိုလည်းလွယ်လွယ်ကူကူတက်လာစေခြင်းနဲ့နောက်ပြီးတော့အခါကျတော့ဘလိုနီးနဲ့ပဲကျမတို့မြောက်ဒီမှာရှိနေတဲ့စက်သုံးစီပဲဖြစ်ဖြစ်ပေါ့နော်။အဲ့ဒီစက်သုံးစီရဲ့ပမာဏကို2000တက်တော့ကျော်ပြီးတော့ကျော်လွန်ပြီးတော့မှပေါ့နော်ဝယ်ရတာမျိုးကိုကျမတို့မြောက်ဟိုမြောက်ဒီအိမ်ရှင်မတွေအနေနဲ့အဆင်မပြေပါဘူးပေါ့။ဒီ2000ဟာ2000လောက်ဆိုရင်တော့နည်းနည်းပေါ့နော်။ အဆင်ပြေမယ်လို့ကျွန်တော်တို့ထင်ပါတယ်ဟုတ်ကဲ့နာမည်လည်းမိတ်ဆွေကျွန်မနာမည်မမအေးပါ